ီခေါက်မှာတော့ကျွန်တော်တို့စနေသားသမီးတွေအတွက်ကိုတလစာเนาะလမ်းညွန်ချက်တွေခေါ်စမ်းလေးတွေဟောပေးပါမယ်။ဟောပြီးစနေသားသမီးတွေအတွက်ဒီလဒီဇင်ဘာလမှာကျွန်တော်တို့ဘာတွေကြုံတွေ့ရမလဲဆိုတာကိုကြည့်ကြည့်အောင်เนาะစနေသားသမီးတွေအတွက်ကနမိတ်လေးပြပေးပါအောင်။အဲ့တော့ကြားလာတဲ့ကနမိတ်ကတော့ star ပါ star ကတော့ကျွန်တော်အခုဟိုဟာလေးပဲဖြတ်ထားလိုက်တော့မယ်เนาะဒီလိုလေးပဲကျွန်တော်ပြမယ်။အဲ့တော့ star ဆိုတဲ့နမိတ်ကတော့မျောလင်းချက်ပါ။ hope ဆိုတဲ့မျောလင်းချက်ပါ။ မျော်လင့်ချက်ရောင်ကြီးတွေတန်းလာတာကိုစားပြုတယ်အခက်ခဲတွေကြုံလာပြီးတဲ့နောက်ပိုင်းမှာကိုဟာလမ်းစာတစ်ခုကိုရှာတွေ့တာเนาะလမ်းစာတစ်ခုကိုရှာတွေ့ခြင်းကိုကိုကိုပြန်ရှာတွေ့ခြင်းเนาะကိုရဲ့မျော်လင့်ချက်တွေပြန်လဲပေါက်ဖွာလာခြင်းကိုစားပြုတယ်ဆင်းရဲဒုက္ခတွေမကောင်းတာတွေကြုံပြီးတဲ့နောက်ပိုင်းကြရင်တဲ့ကိုကနောက်ထပ်လမ်းစာတစ်ခုတွေ့လာမယ်ပြီเนาะအဲ့ဒီလမ်းစာတစ်ခုကလည်းကျွန်တော်တို့ကိုယ့်ဘဝအတွက်တိုးတက်ရာတိုးတက်ကြောင်းကိုရဲ့ဘဝမှာလိုအပ်တဲ့ နော်ဘဟုတုတပိုင်းဆိုင်ရာအသိပညာပိုင်းဆိုင်ရာတွေတိုးတက်မြင့်မာလာခြင်းတွေလို့ကိုးစားပြုတယ်။နောက်တစ်ခုက open mind ဖြစ်လာတာ။အရာရာကိုကသူများရဲ့လွမ်းမိုးမှုအောက်ကနေပြီးတော့လွတ်ထွက်လာတာ၊ယုံထွက်လာမိတာပေါ့နော်။ဒါမျိုးတွေကိုလည်းကျွန်တော်ပြတယ်။အဲ့တော့ star ရဲ့နမိတ်ကတော့ဒီလမ်းပြကျယ်ကိုတွေ့တာပေါ့။လမ်းပြတစ်ခုကိုတွေ့တာ။မျောလင်းချက်တစ်ခုကိုတွေ့တယ်လို့ခုနကကျွန်တော်ပြောတယ်နော်။အဲ့တော့လမ်းပြတစ်ခုကိုတွေ့တယ်။ကိုဒီလမ်းကိုရှောက်အောင်မယ်ရှောက်မယ်ဆိုရင်အဆင်ပြေမယ်ဆိုတော့လမ်းတစ်ခုကိုတွေ့လာလိမ့်မယ်။ เนาะအဲ့တော့နောက်ထပ် dynamic ကဘာတွေတွေ့တွေ့ပြီးတော့ကျွန်တော်တွေ့ရတယ်ဆိုရင် page short swap ပါ page short swap ကတော့ swap ကတော့ဆုံးဖြတ်ချက်ချရတာတွေကိုကစားပြုတယ်ကလင်မြန်နဲ့ l sign ကိုပြတယ် page short swap ကကြတော့ကျွန်တော်တို့အသစ်စတင်ခြင်း beginner beginning ဆိုတဲ့ journey beginning ဆိုတဲ့ဟာကိုကစားပြုတယ်ဟုတ်ပြီเนาะအဲ့တော့ပြောမယ်ဆိုရင်အတွေ့အကြုံမရှိသေးတဲ့နုနယ်တဲ့အရွယ်ကိုကစားပြုတဲ့သဘောဖြစ်တယ်အဲ့တော့မျော်လင့်ချက်ရောင်ကြီးတန်းလာမယ် ်ဒီနံပါတ်ကမျောလင်းချက်ရောင်ခြည်တွေတန်းလာမယ်ဒီနံပါတ်ကစပြီးတော့ action ယူရမယ်အစအစဦးဆုံးကိုလုံရတော့မယ်သဘောကိုကုစားပြုတယ်ပြောမယ်ဆိုတော့ပြန်လဲစတင်ရခြင်းကိုလည်းပြမယ်နော်ဥမာကိုကဒီကိစ္စတွေကိုလှုပ်ခဲ့ဘူးတယ်လှုပ်ခဲ့ဘူးတဲ့ကိစ္စတွေပြန်ပြီးတော့စတင်ရတယ်ဆိုရင်လည်းစနေသားသမီးတွေကဒီဒီလမှာပြန်ပြီးတော့စတင်ရခြင်းတွေကိုပြတယ်အတိတ်တိတ်သောကိစ္စတွေလှုပ်မယ်ဆိုရင်လည်းဒီလမှာလှုပ်လို့ကောင်းတယ်ဥမာလုပ်ငန်းအတိတ်တစ်ခုစမယ်လို့ ောက်ထပ်အစ်စ်တစ်ခုလမ်းကြောင်းအစ်စ်တစ်ခုကိုပြောင်းမယ်ဆိုရင်လည်းစနေသားသမီးတွေကဒီလမှာတော်တော်လေးကိုအဆင်ပြေမယ်ဟုတ်ပြီနော်အချစ်တွေလည်းရရနော်ပြောချင်တာအချေးအိမ်တော်ကြီးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကအစ်စ်တွေစပြီးတော့စတင်မယ်ဆိုရင်လည်းရရနော်အဲ့တော့ဆရာသခင်များကမှဘာတွေလမ်းညွန်ထားလဲပေါ့နော်ကြည့်ကြအောင်ဆရာသခင်များကမှဘာတွေတွေ့ရလဲဆိုရင် purification ကျွန်တော်ဒီနမိတ်လေးကိုဒါလိုလေးအုပ်ပြီးတော့ပြလိုက်ပါဘောနော် TikTok ဘန်းပါဆိုလို့ purification ဆိုတာကတော့ဖြူစင်တန့်ရှင်းတာကိုကိုးစားပြုတယ်။ဘာပဲကြုံကြုံဖြူစင်တန့်ရှင်းမှုကအဓိကဘူးပြတာပေါ့နော်။အဲ့တော့ဖြူစင်တန့်ရှင်းတယ်ဆိုတာဟိုဆက်ရဲ့အညစ်အကြေးတွေဆိုလဲတန့်ရှင်းတာကိလေသာနတ်ဓာတ်မျိုးတွေနဲ့ပတ်သက်ပြီးတော့တန့်ရှင်းတာပြောမယ်ဆိုတော့စိတ်ကိုဖြူအောင်ထားဆိုတဲ့နမိတ်လေးကိုကိုးစားပြုတယ်။အဲ့တော့ white tara ဆိုတဲ့ အဲဒီမေရောရဲ့ကန်ဒမိတ်လေးကိုကြာတာဖြစ်တဲ့အတွက်ကြောင့်ဖြူဖြူစင်စင်နဲ့ရှေ့ဆက်ရမယ်။စိတ်ရိုင်းစိတ်မိုက်တွေဝင်လို့မရဘူး။ဒေါသတွေသူမြောက်မနာလိုဝင်တိုတာတွေမြစ်စရိယစိတ်တွေအမှောင်ဖုံးတဲ့စိတ်တွေနဲ့သွားလို့မရဘူးဆိုတဲ့ကန်ဒမိတ်ကိုပြပါပါတယ်။အဲ့တော့သူမြောက်ကိုကြည့်ပြီးတော့ကို့အနေနဲ့ဒါမျိုးတွေဒေါသတွေဖြစ်မယ်မောဟတွေဖြစ်မယ်လောဘတွေဖြစ်လေဖြစ်မယ်ဆိုရင်ဒီလမှာကို့စနေသားတွေတွေအနေနဲ့ကန့်ညံ့နိုင်တယ်။အဲ့တော့စိတ်ကိုဖြူဖြူထားပြီးတော့အေးအေးဆေးဆေးနဲ့ เนาะတန်းတန်းရှင်းရှင်းနဲ့ရှေ့ဆက်မယ်ဆိုရင်ဒီလမှာဘာပဲကြုံကြုံကိုကအစ်စ်သဘောလေးတွေကြုံလာမယ်နောက်တစ်ခုကကျွန်တော်တို့မျောလင်းချက်ရောင်ကြီးလေးတွေတန်းလာမယ်အဆင်ပြေလာမယ်ပေါ့เนาะအဲ့တော့ဒီနမိတ်ကတော့ကျွန်တော်အနေနဲ့အဲပြောချင်တာကတော့ကိုအတွက်အစ်စ်စတင်ခြင်းတွေမျောလင်းချက်တွေတန့်စင်မှုတွေ ਨੇ ပေါင်းဆက်ပြီးတော့ရောက်လာတဲ့နမိတ်ဖြစ်ပါတယ် relationship တွေဆိုလဲလူတစ်တွေရောက်လာတာမျိုးတွေเนาะကိုနဲ့ ေါင်းတင်ပေါင်းအပ်တဲ့လူတွေရောက်လာတာမျိုးတွေရမယ်။နောက်တော့ကခုနကလိုစီးပွားရေးလုပ်ငန်းတွေမှာဆိုလေကိုကအစ်စ်တွေစတင်တာတွေတန်တန်ရှင်းရှင်းနဲ့လုပ်ငန်းကိုစစရတာတွေကိုစားပြုတယ်။လုပ်ငန်းတော်မှာတမာအစီအဝကြားတဲ့လုပ်ငန်းမျိုးတွေကိုစတင်ရတော့မယ်ဆိုတဲ့နမိတ်ကိုပြတယ်။ဟုတ်ပြီနော်။ကိုအနေနဲ့ဟိုလုပ်ငန်းပိုင်းဆိုင်ရာတွေမှာဘာတွေပဲလုပ်ခဲ့လုပ်ခဲ့ဒီလမှာအစ်စ်စတင်ခြင်းနဲ့တန်ရှင်းစင်ကြခြင်းကိုကိုစားပြုတဲ့အကန့်နမိတ်ကိုကြားတာဖြစ်တဲ့အတွက်ကြောင့် ဒီလိုပဲကျွန်တော်တို့သွားနိုင်ပါစေလို့ပဲဆူတောင်းလိုက်ပါတော့เนาะအဲ့တော့ရေရာအနေနဲ့ဗာလေးလှုပ်တင်လဲဆိုရင်ကျွန်တော်တို့ငားလေးတွေလှုပ်ပေးတင်တယ်ငားလေးတွေကတော့ဘလိုလေးတွေလှုပ်ရမလဲဆိုရင်ကိုယ့်ရဲ့တက်စစ်လှုပ်လို့ရတယ်ကြိုက်သလိုကိုယ့်ဘာသာကိုအကောင်ရည်အတွက်ကိုယ့်ဘာကိုမှန်းဆပြီးလှုပ်လို့ရတယ်ဘေးမကံမှာလှုပ်လို့ရတယ်ချောင်းတွေမြောင်းတွေမှာလှုပ်လို့ရတယ်เนาะအဲ့တော့ကိုယ့်ဘာကိုကြိုက်တဲ့နေ့ကြိုက်တဲ့အချိန်မှာဒီတလအတွင်းမှာပဲအဲ့လိုအ ਨੇ ဆုံးနှစ်ချိန်လောက်တော့လှုပ်ပေးเนาะအဲ့တော့ငားလှုပ်တယ်လှုပ်တဲ့အခါမှာကိုယ်ကဘာပြောရမလဲဆိုရင်ပိတ်နေတဲ့လက်တွေပွင့်ပါစေ နော်ငွေကြေးလက်လာပါတွေလည်းရွှင်လန်းပါစေနောက်ပြီးတော့ကျမ်းပါရည်တွေလည်းကောင်းပုံပါစေဆိုပြီးတော့ကိုယ့်ရဲ့ဒီဆူတောင်းလေးနဲ့အတူလှုပ်ပေးပါဒါဆိုရင်ကို့အနေနဲ့ဒီလမှာ AACC နဲ့ဖြတ်သန်းနိုင်နေမယ်ဆိုတော့ကျွန်တော်အနေနဲ့မှာကြားလိုက်ပါတယ်ဟုတ်ပါပြီဗျာဒါစနေသားပြည့်အတွက်ဟော့စတန်ကိုဒီမှာပဲရက်လိုက်တော့ပါနော်